ပြည်တွင်းမှာဆက်သွယ်ဝန်ဆောင်မှုတွေလုပ်ကင်ဖို့ပြည်ပလိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်တဲ့ Telinor က Wikipedia ဇီရိုဝန်ဆောင်မှုကိုလည်းရရှိအောင်ဆောင်ရွက်မှာဖြစ်ပြီး Telinor အသုံးပြုသူတွေအနေနဲ့ Wikipedia ကိုအသုံးပြုချိန်မှာအင်တာနက်အသုံးပြုကအခမဲ့ရရှိမယ်လို့ Telinor ကသတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်လက်ရှိပြည်တွင်းမှာ Wikipedia အသုံးပြုမှုအတွက်မြန်မာ Wikipedia www.my.wikipedia.org ကိုဝန်ဆောင်မှုပေးထားရာအသုံးပြုသူတွေပုံမှုအဆင်ပြေစေဖို့နဲ့ပုံမှုကောင်းမွန်မှုတွေဖြစ်ပေါ်လာစေဖို့အတွက်မြန်မာဝီကီပီဒီယာရေးသားသူတွေကစောင့်ရနေတယ်လို့သိရပါဗျာ။ ဲ့လိုအဆင့်မြင့်တရာမှာ mobile phone တွေအတွက် mobile application တွေလုပ်သွားဖို့လည်းရှိပြီးဆိုပါ mobile application ကိုတကြံပြီးမှ account တွေဖော်သွားဖို့ရှိတာဖြစ်ပါတယ်လက်ရှိမှာတော့မြန်မာဝီကီပီးဒီးယားကိုပြပရောက်မြန်မာနိုင်ငံသားတွေကဝင်ရောက်ရေးသားမှုနဲ့ကြည့်ရှုမှုပုံမှုများပြနေပါတယ်။ဆိုပါမြန်မာဝီကီပီးဒီးယားမှာအကြောင်းအရာပေါင်း3200ခန့်ရှိနေပြီးတစ်လကိုဝင်ရောက်ကြည့်ရှုသူသိန်းခန့်ရှိနေပါတယ်။ဆိုပါမြန်မာဝီကီပီးဒီးယားမှာစုစုပေါင်းဝင်ရောက်ရေးသားသူ1000ဝန်းကျင်ရှိပေမဲ့ပုံမှန်ရေးသားသူ100ဦးဝန်းကျင်သာရှိတယ်လို့သိရပါတယ်။ thank you